မြစီမပရိသတ်များအားလုံးပဲမင်္ဂလာပါမတ်လ12ရက်နေ့ညခေါ်နာရီတပြည့်စီမပရိုင်တိုင်းမြစီမပင်မသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခမ်းပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ကဘောချိုင်ဝမ်ဒေတာကိုမဏိပူရပြည်နယ်သို့ပြန်ပေးဖို့တောင်းဆိုမှုဖြစ်နိုင်ခြင်းမရှိဘူးလို့အိန္ဒိယဖော်မြန်မာပြောတဲ့သတင်းစီရေးတင်းမာနေတဲ့ရေစကြိုနဲ့မြောင်နယ်ကဆေးပေးရှောင်တွေအကူအညီလိုအပ်နေတဲ့သတင်းထိုင်းရောက်ရွှေပြောင်းလှုပ်သားတွေတကြံကာလအဝင်ထွက်တုံးထူဖို့မလိုပဲနေရပြန်နိုင်တဲ့အကြောင်းနဲ့ တောင်တရုတ်ပင်လယ်မှာအမျိုးသားအကျိုးစီးပွားကိုဥတီလှုပ်ဆောင်နေတယ်လို့ဖိလစ်ပိုင်ပြောတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ကဘောချိုင်ဝမ်ဒေတာကိုမဏိပူရပြည်နယ်ထံပြန်ပေးဖို့တောင်းဆိုမှုဖြစ်နိုင်ခြေမရှိဘူးလို့အိန္ဒိယဖော်မြန်မာပြောတဲ့သတင်းနဲ့ဆက်လက်အောင်ပါ။ စကိုင်းတိုင်းအတွင်းမှာရှိတဲ့ကဘောချိုင်ဝမ်ဒေသကိုမဏိပူရာပြည်နယ်အတွင်းကိုပြန်လည်ထည့်သွင်းဖို့တောင်းဆိုမှုဟာဖြစ်နိုင်ခြေမရှိဘူးလို့အိန္ဒိယဖော်မြန်မာကဒီကနေ့မတ်လ12ရက်နေ့မှာပြောဆိုလိုက်ပါတယ်။ မတ်လ10ရက်နေ့ကအိန္ဒိယအထက်လွှတ်တော်ဗန္ဒာယီဆိုင်ရာအစည်းအဝေးမစတင်ပြီးကိုယ်စားလှယ်လွတ်လပ်စွာမေးမြန်းပြောဆိုနိုင်တဲ့0ဟာဝါမှာမဏိပူရပြည်နယ်လွှတ်တော်ကိုယ်စားလှယ်စာနာဂျိုဘာရဲ့ကဘောချိုင်ဝမ်ကိုမဏိပူရပြည်နယ်အတွင်းပြန်လည်ထည့်သွင်းဖို့တောင်းဆိုခြင်းပေါ်အိန္ဒိယဖော်မြန်မာကအခုလိုတုံ့ပြန်ပြောဆိုတာဖြစ်ပါတယ်။ 1834ခုနှစ်ကဘောကျိုင်းဝမ်းတဘောတူညီမှုနဲ့1826ခုနှစ်အင်္ဂလိပ်မြန်မာပထမစစ်ပြေငိမ်းရန်ဘူစာချုပ်တွေအရသတ်မှတ်ထားတဲ့ရိုကြီးကိုမြန်မာနိုင်ငံကဆက်လက်ပေးချေဖို့ဒါမှမဟုတ်ကဘောကျိုင်းဝမ်းဒေသကိုပြန်လည်သိမ်းယူပြီးမဏိပူရာပြည်နယ်အတွင်းထည့်သွင်းရမယ်လို့မဏိပူရာပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကတောင်းဆိုခဲ့တာဖြစ်ပါတယ်။ ကဘောကျိုင်းဝမ်းကိုပြန်ယူဖို့လွှတ်တော်မှာတင်ပြတယ်ဆိုတာလုံးဝမဖြစ်နိုင်တဲ့ဟာပါအဲ့ဒီဒေတာမှာရှိတဲ့ပြည်သူတွေကတမိုင်းကြောင်းရမဏိပူရကတဲ့လူမျိုးတွေနဲ့ဆက်ဆက်မှုမရှိတဲ့အတွက်ပြည်သူတွေကလုံးဝလက်ခံမှာမဟုတ်ဘူးလို့အိန္ဒိယဖော်မြန်မာဦးဆောင်သူစလိုင်းတိုခါကမျက်စိမှောက်ကိုပြောပါတယ်အိန္ဒိယဘ ਹੁ အစိုးရအနေနဲ့လဲစီးအရကျူးကျော်တိမ့်ပိုက်မှုပြုလုပ်မှာမဟုတ်တဲ့အတွက်မဏိပူရပြည်နယ်အမတ်ရဲ့တောင်းဆိုချက်ဟာဖြစ်နိုင်ခြင်းမရှိဘူးလို့စလိုင်းတိုခါကပြောပါတယ်အိန္ဒိယဖော်မြန်မာဟာ ိန္ဒိယနဲ့မြန်မာစစ်ကောင်စီတို့ရဲ့ဆက်ဆံရေးကိုစောင့်ကြည့်နေပြီးအိန္ဒိယရောက်မြန်မာနိုင်ငံသားတွေဒေသခံတက်ကြွလှုပ်ရှားသူတွေပါဝင်တဲ့မြန်မာပြည်အရေးကိုအိန္ဒိယအစိုးရနဲ့ပြည်သူတွေပုံမူထောက်ခံဖို့စီယုံလှုံ့ဆော်နေတဲ့အဖွဲ့ဖြစ်ပါတယ်။အဲ့ဒီတောင်းဆိုချက်နဲ့ပတ်သက်ပြီးနိုင်ငံအားနဲ့နေချိန်မှာမခံလေစားပြုလုပ်တာ ဖြစ်တယ်လို့တရားလွှတ်တော်ရှေ့နေဦးကြည်မြင့်ကတုံ့တက်ပါတယ်။ ကဘောကြိုင်ဝန်းကိုလွှတ်တော်မှာတင်ပြတောင်းဆိုမှုသာဖြစ်ပြီးဆက်လက်ဆွေးနွေးတာလွှတ်တော်ကသဘောတူရင်အဓိကတဆင့်အစိုးရထံတင်ပြမဲ့လုပ်ငန်းစဉ်တွေရှိတဲ့အတွက်အိန္ဒိယလွှတ်တော်ကဘလို့ပဲပုံဆောင်ရွက်မှာကိုစောင့်ကြည့်ဖို့လိုကြောင်းနိုင်ငံရေးလှိုင်းတုံးသက်တူတူကလည်းပြောပါရယ် အခုတောင်းဆိုတဲ့ကဘောချိုင်ဝမ်းဒေတာဟာစကိုင်းတိုင်းကလေးမြို့နယ်နဲ့တမူးခရိုင်အတွင်းကနယ်နိမိတ်တွေပါဝင်နေပြီးအိန္ဒိယကဖောက်လုပ်ခဲ့တဲ့အာရှကုန်သွယ်ရေးလမ်းမပေါ်မှာတည်ရှိကာစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားလျက်ရှိနေတဲ့နေရာတွေဖြစ်ပါတယ်။အခုတောင်းဆိုတဲ့လွှတ်တော်ကိုယ်စားလှယ်ဟာအရင်မနီပူပြည်နယ်ရဲ့တော်ဝင်အမျိုးနွယ်ဝင်ဖြစ်ပြီးဟိန်းနူအမျိုးသားရေးပါတီ BJP ပါတီဝင်တဦးဖြစ်က2020ခုနှစ်မှာမနီပူရာပြည်နယ်အောက်လွှတ်တော်အမတ်အဖြစ်ရွေးကောက်ခံခဲ့ရသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ29ရက်နေ့ကလည်းအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ကိုစားပြု အထက်လွှတ်တော်အမတ်ဖြစ်တဲ့ Kate Valen Vena ဟာချင်းပြည်အစိုးရရုံးဆိုင်ရာမြန်မာပြည်အတွင်းကိုတွားရောက်ပြီးချင်းပြည်ကောင်စီချင်းအစိုးရချင်းမျိုးသားတပ်ဦးတို့နဲ့တွေ့ဆုံပြီးစစ်ကောင်စီတပ်တွေစုခွာနေတဲ့အတွက်ချင်းပြည်နယ်ကိုအိန္ဒိယနိုင်ငံနဲ့ပူးပေါင်းဖို့ဖိတ်ခေါ်ခဲ့ပါသေးတယ်ခင်ဗျာစည်ရေးတင်းမာနေတဲ့ရေစကြိုနဲ့မြောင်တွေကစစ်ဘေးရှောင်နေအကူအညီလိုအပ်နေတဲ့တဲ့တွင်နဲ့ဆက်ရအောင်ပါ မကွေးတိုင်းရေစကြိုမျိုးနဲ့မြောင်မျိုးနယ်ဆက်ဆက်နေတဲ့ရေလေကျွန်းဒေသမှာစစ်ကောင်စီစစ်ကြောင်းနဲ့တော်လှန်ရေးတပ်တွေစစ်ရေးတင်းမာနေမှုရသသပတ်နှစ်ပတ်ရှိလာပြီးစစ်ပီးရှောင်နေရတဲ့ဒေသခံတပေါင်းကျော်အတွက်အကူအညီတွေရေးဖို့လိုအပ်နေပါတယ်။ရေလေကျွန်းဒေသကိုစစ်ကောင်စီတပ်ဖွဲ့ကဖေဖော်ဝါရီ26ရက်နေ့ကစတင်လို့စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီးဒေသခံတွေရဲ့နေအိမ်ကိုမီးရှို့ဖျက်ဆီးတာတွေကိုတော့ဒီကနေ့မတ်လ12ရက်နေ့အထိပြုလုပ်နေတယ်လို့မြောင်ဒရုန်းဖွဲ့ခေါင်းဆောင်ကြားခင်စိန်ကပြောပါတယ်။ လက်ရှိမှာရာဒီဥတုပူပြင်းနေတဲ့အတွက်စစ်ပေးရှောင် တက်ကြီးရွယ်အိုတွေကလေးငယ်တွေအပူဒဏ်ကိုဆိုးဆိုးရွားရွားခံစားနေရပြီးကျန်းမာရေးထိခိုက်မှုတွေရှိနေတယ်လို့သိရပါဗျ။စစ်ကောင်စီစစ်ကြောင်းနဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာဖေဖော်ဝါရီ26ရက်နေ့မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တာပါ။တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ကဗိုလ်ကြီးအပါအဝင်၉ဦးသေဆုံးပြီးနောက်ထပ်စစ်ကောင်စီတပ်သား၉ဦးကိုဖမ်းဆီးနိုင်ခဲ့တယ်လို့မြင်းညံခရိုင်တပ်ရင်းကို မြင်းညံဘလက်တိုက်ကအဖွဲ့ကထုတ်ပြန်ထားပါတယ်။ အထည်နာခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းဟာရေစကြိုမျိုးကစစ်ကူအင်အားတွေထပ်မံဖြည့်တင်းပြီးတဲ့နောက်ရေလက်ကျွန်းဒေသကကြီးွာတွေကိုဆက်လက်စစ်ကြောင်းထိုးနေတာလို့သိရပါဗျ။ရေစကြိုမြောင်မြို့နယ်လို့နဲ့ဆက်ဆက်နေတဲ့နထိုးကြီးမြို့နယ်မှာလည်းမတ်လ9ရက်နေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်သား28ဦးသေဆုံးကအရာရှိ9ဦးအပါအဝင်14ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့မြင်းညက်ခရိုင်တပ်ရင်းလေးနဲ့တပ်ရင်း30ကထုတ်ပြန်ထားခဲ့ပါဗျ။ ဒေတာတွင်မှလက်ရှိစည်ရေးတင်းမာနေချိန်မှာဒေတာကန်ပြည်သူတွေအနေနဲ့လေချောင်းနဲ့လက်နက်ကြီးအန်ရဲ့အထူးသတိပြုကြဖို့ကိုလည်းမြင်းကြံခရိုင်တရင်ကိုတရင်မှုဘိုးမိုက်ခဲကအတိပေးထားပါရခင်ဗျာထိုင်းရောက်ရွှေပြောင်းလှုပ်သားတွေတကြံကာလအဝင်ထွက်တုံးထုဖို့မလိုပဲနေရက်ပြောင်းနိုင်တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ် ထိုင်းနိုင်ငံမှာရောက်ရှိပြီးအလုပ်လုပ်ကိုင်နေကြတဲ့မြန်မာ၊ကမ်ဘောဒီးယားနဲ့လာအိုနိုင်ငံတို့ကရွှေပြောင်းလှုပ်သားတွေအနေနဲ့စုံခရမ်းလို့ခေါ်ဆိုတဲ့ထိုင်းတကြံကာလဧပြီလ၁ရက်နေ့ကနေမေလ၁၅ရက်နေ့အထိ၄၅ရက်အတွင်းမိမိနေရနိုင်ငံကိုအလဲပြန်လို့ရင်ဗီဇာအဝင်ထွက်တုံးထုဖို့မလိုပဲပြန်နိုင်ကြောင်းထိုင်းလုံခြုံရေးဝန်ကြီးဌာနကမတ်လ၁၇ရက်နေ့မှာကြေညာပါတယ်။ အဲ့လိုဗီဇာအဝင်ထွက်တုံးထုဖို့မလိုပဲနေရပြန်ဖို့ခွင့်ပြုပေးတာဟာစုံခရံလက်ဆောင်ဖြစ်ပြီးအလုံသမားတွေခီးသွားလာမှုပုံမူလွယ်ကူစေဖို့နဲ့ပွဲတော်ရာသီအတွင်းအတုံးစိတ်တွေရှော့ချဖို့ရည်ရွယ်တယ်လို့ထိုင်းနိုင်ငံအလုံသမားဝန်ကြီးဌာနဝန်ကြီးကပြောဆိုပါတယ်။ အဲ့ဒီအစီအစဉ်ဟာ NAN LA Visa လို့ခေါ်ဆိုတဲ့ရွှေပြောင်းလုပ်သားတွေကင်ဆောင်တဲ့အလုပ်လုပ်ကင်ခွင့် Visa ကင်ဆောင်ထားသူတွေအတွက်ပဲအကျုံးဝင်မှာဖြစ်ပြီး Passport နဲ့နေထိုင်တာဖြစ်စေ CI နဲ့နေထိုင်တာဖြစ်စေအကျုံးဝင်တယ်လို့ထိုင်းရောင်ရွှေပြောင်းလုပ်သားများအရေးကူညီဆောင်ရွက်ပေးနေသူတွေစီကတည်ရပါတယ်။ဒါပေမဲ့အခုနှစ်မှပန်းရောင်ကက် work permit စတင်လျှောက်ထားပြီးကတ်မရရှိသေးပဲအမည်စရင်းနိုင်လက်သားရရှိထားသူတွေအတွက်အကျုံးဝင်ဘူးလို့သိရပါဗျ။ ထိုင်းဆိုရကခွင့်ပြုထားတဲ့မေလ15ရက်ထက်ကျော်လွန်နေထိုင်ပြီးမှ ပြန်လည်ဝင်ရောက်လာသူတွေဟာလည်းပြန်လည်ဝင်ရောက်ခွင့်တုံးထုဖို့လိုအပ်တယ်လို့သိရပါဗျ။အခုကာလဟာအလုံသမားတွေအတွက်အာမခံချက်ပေးနိုင်တဲ့အခြေအနေမရှိတဲ့အတွက်တကယ်လို့ထိုင်းနိုင်ငံကထွက်ခွာပြီးမိမိနေရဲ့နိုင်ငံပြန်သွားပြီးတဲ့နောက်ထိုင်းကိုပြန်လည်ဝင်ရောက်ခွင့်မရရင်အခက်အခဲတွေကြုံတွေ့လာနိုင်တာကိုလည်းကြိုတင်တွက်ချက်စဉ်းစားဖို့လိုအပ်ကြောင်းလက်တွဲကူညီ AAC အဖွဲ့ကဥက္ကဋ္ဌကြီးကပြောကြားထားပါဗျာ။ အခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်။တောင်တရုတ်ပင်လယ်မှာအမျိုးသားအကျိုးစီးပွားကိုဥတီလှုပ်ဆောင်နေတယ်လို့ဖိလစ်ပိုင်ပြောတဲ့သတင်းကိုမြစည်းမဝိုင်းတော်သူမတ်ရွှေနယ်ကတင်ဆက်ပေးမှာပါ။ဖိလစ်ပိုင်ကတခြားနိုင်ငံတွေကိုမထိခိုက်ဘဲအမျိုးသားအကျိုးစီးပွားကိုဥတီပြီးဆုံးဖြတ်လှုပ်ဆောင်နေတဲ့လွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်တာကိုတရုတ်ကသဘောပေါက်တဲ့နယ်လို့ မနီလာနိုင်ငံတိုင်းဝင်ကြီးဌာနကတနင်္လာနေ့မှာပြောကြားလိုက်ပါတယ်ပြဿနာအစင်မှန်ကနိုင်ငံတကာဥပဒေကိုလိုက်နာဖို့တရုတ်ရဲ့ပြက်ကွက်မှုဖြစ်ပြီးတရုတ်ရဲ့ပင်လယ်ပြင်မှာတရားမဝင်အကြမ်းကင်ပြီးရန်လိုလှပြားတဲ့လုံဆောင်ချက်တွေကဖိလစ်ပိုင်လူမှုအသိုက်အဝိုင်းပေါ်မှာထိခိုက်ကြောင်းလဲဖိလစ်ပိုင်နိုင်ငံတိုင်းဝင်ကြီးဌာနကပြောကြားခဲ့ပါတယ်ဒေတာရင်းတင်းမာမှုတွေကိုသာဖျက်ပေါ်စေတဲ့လုပ်ရက်တွေနဲ့စကားလုံးတွေကိုရှောင်ကျဉ်မှုနိုင်ငံတွေကိုကျွန်တော်တို့တောင်းဆိုပါတယ်လို့ဖိလစ်ပိုင်ကိုပြင်ပအင်အားစုတွေကညွှန်ကြားခိုင်းစေနေကြောင်းတရုတ်ရဲ့မှတ်ချက်တွေကိုတုံ့ပြန် ဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။မတ်လ9ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝမ်ယီက တောင်တရုတ်ပင်လယ်မှာဖိလစ်ပိုင်ရဲ့လုပ်ရက်တွေကလွတ်လပ်မှုမရှိဘဲတရုတ်ကို အပုတ်ချဖို့ပြင်ပအင်အားစုတွေကရေးသားတဲ့ဇန်ညွန်ရဲ့တစိတ်တစ်ပိုင်းဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဖိလစ်ပိုင်ကတောင်တရုတ်ပင်လယ်အတွင်းတရုတ်ရဲ့လုပ်ရက်တွေကိုဖော်ပြဖို့ပွင့်လင်းမြင့်တာမှုပနမခြေလမ်းကိုစတင်ခဲ့ပြီးရေချောင်းကင်းလဲမှုနဲ့ပြန်လည်ထောက်ပံ့ရေးမစ်ရှင်တွေမှာသတင်းတောက်တွေကိုဖိတ်ခေါ်ခဲ့ပါတယ်။2016ခုနှစ်နိုင်ငံတကာအနုညာတရာခုံရုံးရဲ့စီရင်ချက်မှာတရုတ်တောင်စုချက်တွေကသမိုင်းဝင်မြေပုံတွေကိုအခြေခံကျင်းတာဖြစ်တာကြောင့်နိုင်ငံတကာဥပဒေ အရာအခြေမြင့်မရှိကြောင်းဆုံးဖြတ်ချက်ချထားပေမဲ့တရုတ်ကအတိမတ်မပြူကြောင်းပြောကြားထားပါတယ်။တောင်တရုတ်ပင်လယ်မှာတရုတ်ရဲ့ကျယ်ပြန့်တဲ့တောင်ဆုံမှုတွေဟာဘရူနိုင်း၊အင်ဒိုနီးရှား၊မလေးရှား၊ဖိလစ်ပိုင်နဲ့ဗီယက်နမ်တို့ရဲ့တည်ထောင်စီပွားရေးစုံတွေနဲ့ထပ်တူကြနေပါတယ်ရှင်။ဆီးရီးယားမှာတပ်ဖြတ်မှုဖြစ်ပြီးတဲ့နောက်ဘေးဒုက္ခဖြစ်စေမှုတွေရပ်တန့်ဖို့ကုလတိုက်တွန်းတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဆီးရီးယားနောက်ဖက်မှာလူများဘေးဒုက္ခရောက်စေရခြင်းတွေရပ်တန့်ဖို့ကုလအဖွဲ့ကြီးကအင်္ဂါနေ့မှာတိုက်တွန်းလိုက်ပါတယ်။လူမျိုးနွယ်အုပ်စုတွေကြားအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေဖြစ်ခဲ့ပြီးမိသားစုလိုက်တပ်ဖြတ်ခံခဲ့ကြရပါတယ်။စောင့်ကြည့်လေလာသူတို့ရဲ့အဆိုအရအရက်သားတစ်ထောင်ကျော်တည်ဆုံခဲ့ရတယ်လို့ပြောပါတယ်။ဆီးရီးယားမှာဘေးဒုက္ခခံစားနေရတဲ့သူတွေတိတ်များတယ်။ပင်လယ်ကမ်းခြေဒေသမှာ9ရက်လောက်ဖြစ်ခဲ့တာ။ ဒါတွေကိုရပ်တန့်ဖို့လိုတယ်လို့ကုလလူအခွင့်ရေးအဖွဲ့ယုံပြောရေးဆိုခွင့်ရှိသူတာမင်အက်ခီတန်ကသတင်းတောက်တွေနဲ့တွေ့ဆုံရမှာပြောပါရယ်ကုလလူအခွင့်ရေးအဖွဲ့ယုံ OHCHR ကအခုအထိအရသား132ယောက်သေဆုံးတာကိုမှတ်တမ်းပြုစုထားနိုင်ခဲ့ပါရယ်မြေသူမြေဝါဖြစ်ကြောင်းစစ်ဆေးတာကိုဆက်လုပ်နေကြောင်းနဲ့အမှန်တကယ်သေဆုံးခဲ့သူအရေအတွက်ဟာအခုထက်အများကြီးပိုများနိုင်ကြောင်းလည်းပြောပါရယ်စစ်ဆေးအတီးပြုပြီးတဲ့တက်ခံရသူ 113ဦးထဲမှာအမျိုးသား60ဦးအမျိုးသမီး78ဦးမိန်းကလေး2ဦးနဲ့ယောက်ျားလေး2ဦးတို့ပါဝင်ကြပါတယ်။ဘသူဘဲဝါဖြစ်ကြောင်းအတည်ပြုတဲ့လုပ်ငန်းစဉ်ဟာ OHCHA ကအလွန်တင်းကျပ်တဲ့လုံထုံးလုံနည်းတွေကိုလိုက်နာလှုပ်ဆောင်တာဖြစ်တာကြောင့်အချင်းယူရမှာဖြစ်ပါတယ်။ကြတာရေးနေကလေးကဖြစ်ပွားခဲ့တဲ့တပ်ဖြတ်မှုတွေမှာအရသာတထောင်ကျော်တည်ဆုံခဲ့တယ်လို့ UK အခြေစိုက် Syria လူခွင့်ရေးစောင့်ကြည့်ရေးဖွဲ့ကပြောပါရယ်။ တည်ဆုံးသူအများစုဟာလူနည်းစုအလာဝိုက် လူမျိုးစုတွေဖြစ်ကြပြီးသူတို့ကို လုံခြုံရေးအဖွဲ့ဝင်တွေဒါမှမဟုတ်သူတို့ရဲ့မဟာမိတ်တွေကတက်ဖြတ်ခဲ့ကြတာဖြစ်တယ်လို့ပြောပါရယ်ဖြုတ်ချခံတမရဟောင်းဘာရှားအေအာဆက်ကိုရှင်းလင်းတဲ့စစ်စင်ကိုရပ်တန့်လိုက်ပြီးလို့စီးရီးယားအစိုးရတက်ကတင်လာနေမှာကြေညာပါရယ် ဖြုတ်ချခံတမနာရဲ့ဇာတိရရွာဖြစ်တဲ့ပေလေကန်းကြီးဒေတာဗဟုချက်အလာဝိုက်လူမျိုးစုတွေနေထိုင်ရာရပ်မှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေကြောင့်ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့တဲ့အာဆက်ရဲ့တမနိလက်တီးဆုံးတဲ့အုပ်ချုပ်ရေးကနေအသွင်ကူးပြောင်းရေးဖြစ်စဉ်ဟာဖျော်ပြဲဖြစ်သွားနိုင်တဲ့ချိန်ချောင်းမှုတွေရှိနေပါတယ်။ အလွန်စိတ်မချမ်းမြေ့ပွဲကောင်းတဲ့အဖြစ်ပြက်တွေမှာအမျိုးသမီးတွေနဲ့ကလေးတွေအပါအဝင်မိသားစုလိုက်တဲ့တိုက်ခိုက်ရေးအဖွဲ့ဝင်မဟုတ်တဲ့သူတွေကိုတပ်ဖြတ်ခဲ့ကြပါတယ်။ဒီအဖြစ်ပြက်တွေဟာအထူးသဖြင့်အလာဝိုက်ကြီးရွာတွေနဲ့မြို့တွေမှာအထူးသဖြင့်ပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ခီတန်ကပြောပါတယ်။ OAC ရှာကပြုစုထားတဲ့မှတ်တမ်းတွေအရလူမျိုးနွယ်စုအုပ်စုအပေါ်ခြေခံပြီးဒီလူတွေကိုအချင်းနှီးနဲ့တပ်ဖြတ်စီရင်ခဲ့တာဖြစ်ကြောင်းတွေ့ရပါတယ်။ ီလိုလုပ်ခဲ့သူတွေဟာအမျိုးမျိုးမသိရတဲ့လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအိမ်ဆောင်အစိုးရရဲ့လုံခြုံရေးအဖွဲ့ကို ထောက်ခံတဲ့လက်နက်ကိုင်တွေနဲ့အစိုးရဟောင်းနဲ့ဆက်ဆက်တဲ့လက်နက်ကိုင်အဖွဲ့ဝင်တွေလို့ပြောကြပါဗျ။ကျွန်တော်တို့ရုံကစူဆောင်းထားတဲ့ထွက်ချက်အများပြအရာကျူးလွန်သူတွေဟာအိမ်ဒီထဲကိုဝင်ရောက်စီနင်းပြီးမင်းတို့အလာဝိုက်တွေလားစွန်နီတွေလားလို့မေးတယ်ပြီးတော့မှတတ်ဖြတ်တာအသက်ချမ်းသာပေးတာတွေကိုအပြေပေါ်မူတည်ပြီးလုပ်တယ်လို့ဆိုတယ် မသေးပဲကျင်းသူတို့ချို့ပြောပြတာကအမျိုးသားအများအပြားဟာသူတို့မိသားစုတွေရှေ့မှာပဲပြစ်သက်ခံရတာလို့ဆိုရဲလို့သူကပြောသွားပါတယ်။ဒီလိုဖြစ်ပျက်တွေကျူးလွန်မှုတွေထပ်မဖြစ်ဖို့လက်နက်ကင်အုပ်စုတွေကိုစစ်ဆေးတာပေါင်းစည်းတာလို့ပြီးစီးရီးယားစစ်တပ်ထဲတွတ်သွင်းတဲ့လုပ်ငန်းကိုနိုင်ငံတကာဥပဒေနဲ့အညီလုပ်ရမယ်။စီးရီးယားမှာအတိတ်မှာဖြစ်ပွားခဲ့တဲ့မကြသေးခင်ကဖြစ်ပွားခဲ့တဲ့လူခွင့်ရေးချိုးဖောက်မှုတွေအတွက်တာဝန်ယူမှုအပြည့်အဝရှိရမယ်လို့ခီတန်ကအလေးပေးပြောသွားခဲ့ပါတယ်။ တပ်ဖြတ်မှုတွေဖြစ်ပွားပြီးတဲ့နောက်အိမ်နေဈေးဆိုင်တွေမှာအနှံ့အပြားလူရဲမှုတွေဖြစ်ပွားခဲ့တာကိုလည်း OHC ရှာကရှုံချခဲ့ပါတယ်။အမုံစကားနဲ့တရင်မှားတွေတတိတသာတိုးပွားလာတာကြောင့်လဲတဲမာမှုတွေနောက်ထပ်မြင့်တက်လာခဲ့ရတယ်လို့လည်းပြောသွားခဲ့ပါတယ်။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကို6.7ဆီသတ်မှတ်စေ1100ကျပ်၊ပြင်ပပေါင်စေ4450ကျပ်၊စင်ကာပူ Dollar ကို စစ်ကောင်စီတတ်မှတ်စဉ်1589တသမ46ကျံပြင်ပပေါင်စဉ်3348ကျံဥရောပတရူရောကိုစစ်ကောင်စီတတ်မှတ်စဉ်2288တသမ58ကျံပြင်ပပေါင်စဉ်4840ကျံထိုင်းပါတပတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်62တသမ33ကျံပြင်ပပေါင်စဉ်131တသမ8ကျံ လေးရှားတရင်ကကိုစစ်ကောင်စီတပ်မစင်485တပ်သမား22ချက်ပြင်ပပေါက်စီ1005ချက်ပေါက်စီရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုံးတွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုန်တဲ့အတင်းတပ်မစင်54သိန်း8000ချက်ပြင်ပပေါက်စီ66သိန်း2000ချက်15ဘဲတစ်ချက်သားကိုရွှေကုန်တဲ့အတင်းတပ်မစင်53သိန်း 3,500ကျပြင်ပပေါင်စီ62သိန်း3,000ကျပေါင်စီရှိပါတယ်။ပေါ်ပြပါရွှေစင်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းတွေကတော့ဒီဇယ်တလီတာကို2,690ကျပရီမီယံဒီဇယ်တလီတာကို3,330ကျအော်ဒိတ်92တလီတာကို3,155ကျအော်ဒိတ်95တလီတာကို3,205ကျပေါင်စီရှိပါတယ်။ ပေါ်ပြပါ73စီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စဉ်6890ကျပ်ပြင်ပပေါက်စဉ်1500ကျပ်ပေါက်စဉ်ရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ သမီးစီမပရိုင်တိုင်းမီစီမပင်မသတင်းစီစဉ်ကိုတင်ဆက်ပေးကြပါကြီးစုအားပေးကြသူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ကြပါစေခင်ဗျာ